ဒီနေ့မှာတော့ကျွန်တော်ကဗီတာမင် C အချင်တဲ့ရဲ့ကောင်းကျိုး၁၀ခုအကြောင်းကိုပြပြပေးတော့မှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဗီဒီယိုဖိုင်လေးကိုအစုံအထိကြည့်ပေးပါ။ပထမအချက်ကကြာတော့ဒီဗီတာမင် C အချင်တဲ့ကခုခံအားစနစ်ကိုကောင်းဖို့အတွက်အထောက်အကူပြုပါတယ်။ခုခံအားစနစ်ကောင်းဖို့အတွက်အထောက်အကူပြုတာဖြစ်တဲ့အတွက်ကြာခန္ဓာကိုယ်မှာအေးမိတာတုပ်ကွေးဖြစ်တာ ဖြစ်နိုင်ခြေကိုချော့ချပေးနိုင်မှာပဲဖြစ်ပါတယ်။နံပါတ်၄အချက်ကကြာတော့အဲဗီတာမင် C ကအန်တီအောက်ဆီဒန်ဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့်ခန္ဓာကိုယ်မှာရှိတဲ့ဆဲတွေ free radicals ကြောင့်မပြတ်စည်းအောင်လို့ကာဝယ်ပေးနိုင်တာပဲဖြစ်ပါတယ်။နံပါတ်3အချက်ကကြတော့အရေးပြားကျန်းမာရေးကိုကောင်းမွန်စေတာဖြစ်ပါတယ်။ဗီတာမင် C က collagen ထုတ်ဖို့အတွက်ကိုထောက်ကူပေးပါတယ်။ဒါကြောင့်မို့လို့အရေးပြားတင်းရင်ဖို့ချောမွေးဖို့နှုတ်ပြဖို့အတွက်အထောက်ကူပြုတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီ cosmetic တွေမှာဆိုရင်ဗီတာမင် C ပါဝင်တာဖြစ်ပါတယ်။ မလေးခုမြောက်ချက်ကကြတော့အနာချက်ဖို့အတွက်အထောက်ကူပေးတာဖြစ်ပါတယ်။တင်ရဒံရရသွားပြီ။ဒံရလေးရသွားပြီဆိုလို့ရှိရင်စေကန်းသွားပြတဲ့အခါမှာဗီတာမင်စီထည့်ပေးတာမျိုးကိုကြုံမှုကြမှာပါ။ဒါကအနာချက်ဖို့အတွက်အထောက်ကူပြုလို့ပဲဖြစ်ပါတယ်။ဒံရတစ်ခုခုရပြီဆိုလို့ရှိရင်လည်းဒီဒံရကိုပြန်ပြီးတော့ချုပ်တယ်။ချုပ်ပြီးတဲ့အချိန်မှာအနာမြန်မြန်ချက်အောင်လေဗီတာမင်စီကကူညီပေးတာပဲဖြစ်ပါတယ်။ ။နံပါတ်5အချက်အနေနဲ့ကကြာတော့ခန္ဓာကိုယ်မှာတန်တက်ဆုပ်ယူဖို့အတွက်အထောက်ပံ့ပေးတာပဲဖြစ်ပါတယ်။တန်တက်ဆုပ်ယူဖို့ကဒီတိုင်းဆက်စားလို့ရှင်ဗီတာမင် C အချင်တက်နဲ့တွဲပြီးတော့တောက်တာကပို့ပြီးတော့ဆုပ်ယူနိုင်စွမ်းကောင်းပါတယ်။ဒါကြောင့်မို့လို့အချင်တက်ပါတဲ့အသီးအနှံပဲဖြစ်ဖြစ်ဆေးဝါးပဲဖြစ်ဖြစ်ကိုကတန်တက်အားပြည့်စီတောက်တော့မယ်ဆိုရင်တွဲပြီးတော့တောက်တင်ပါတယ်။ ။နံပါတ်6ခုမြောက်အချက်ကကြတော့နှလုံးကျန်းမာရေးကိုကောင်းမွန်စေတာပဲဖြစ်ပါတယ်။ဗီတာမင်စီမှာဆိုရင်သွေးပောင်ကိုကြဖို့အတွက်အထောက်ပံ့ပေးရလို့လည်းဆိုပါတယ်။ဒါကြောင့်မလို့တချို့သောနှလုံးရောဂါတွေဖြစ်နိုင်ခြေကိုရှော့ချပေးနိုင်မှာပဲဖြစ်ပါတယ်။နံပါတ်9အချက်ကကြတော့အယောင်ကျစေတာဖြစ်ပါတယ်။ဒါကြောင့်မလို့ခန္ဓာကိုယ်မှာရောင်နေတာပဲဖြစ်ဖြစ်နာကျင်မှုဝေဒနာဖြစ်ဖြစ်ရှော့ချဖို့အတွက်ကူညီပေးမှာပဲဖြစ်ပါတယ်။နံပါတ်10ခုမြောက်အချက်ကကြတော့ မျက်လုံးရဲ့ကျန်းမာရေးကိုကောင်းမွန်စေတာဖြစ်ပါတယ်။ဗီတာမင်စီမှာဆိုရင်အတွင်းနေဖြစ်ပန်ရေးကိုချော့ချပေးနိုင်စွာရှိတယ်။ဒါပြေုံမှအသက်ကြီးလာတဲ့အခါမှာဖြစ်လာတဲ့မျက်လုံးပြဿနာတွေကိုလည်းချော့ချပေးနိုင်တယ်လို့ဆိုပါတယ်။နံပါတ်6ခုမြောက်အချက်ကကြတော့အုံနောက်ရဲ့ဆန်းစာရေးကောင်းမွန်ဖို့အတွက်အထောက်ပံ့ပေးတာပဲဖြစ်ပါတယ်။မှန်ညာစွမ်းအားနဲ့ဖြစ်ဖြစ်အာယုဆူဆိုင်ဖို့ပဲဖြစ်ဖြစ်ဗီတာမင်စီကကူညီပေးနိုင်တယ်လို့ဆိုပါတယ်။ နောက်ဆုံးအချက်အနေနဲ့ကကြတော့စိတ်ဖိစီးမှုကိုလျှော့ချပြီးတဲ့နေရာမှာကုညီပေးနိုင်တယ်လို့ဆိုရတယ်။တကယ်လို့သင်ကစိတ်ပင်ပန်းနေပြီလူပင်ပန်းနေပြီဆိုလို့ရှိရင်ဗီတာမင် C တောက်ဖို့ဗီတာမင် C ပါဝင်တဲ့အစားအစာတွေစားဖို့အကျံပြုပါရစေ။အခုကျွန်တော်ပြောသွားတဲ့အချက်တွေကကြတော့ဗီတာမင် C အချင်တက်ရဲ့အကောင်းကျိုး၁၀ခုပဲဖြစ်ပါတယ်။နောက်ဗီဒီယိုဖိုင်လေးတွေမှာကျွန်တော်ကဗီတာမင် C ကဘယ်လိုအစားအစာတွေမှာပါဝင်လဲဗီတာမင် C ဆေးပြားတွေကိုဘယ်လိုတောက်အောင်မလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်။ ရှိမှဆိုလို့ရှိရင်လည်းကျွန်တော်ကဗီတာမင် C အချင်တက်ချို့တက်လို့ရှိရင်ဖြစ်လာနိုင်တဲ့လက္ခဏာတွေဆိုပြီးတော့ဗီဒီယိုဖိုင်လေးတစ်ပုဒ်တင်ထားပေးတာရှိပါတယ်။အဲ့ဒီဗီဒီယိုဖိုင်လေးကိုလည်း channel လေးမှာ page မှာဝင်ပြီးတော့ကြည့်လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။